အားလုံးနဲ့ဝင်ငှချင်းတဲ့ခေါင်းစဉ်လေးကမိခင်များနေ့ဖြစ်ပေါ်လာပုံအကြောင်းကိုတမိုင်းကိုရှင်းပြချင်တာဖြစ်ပါတယ်။ဘာကြောင့်လဲဆိုတော့နေ့စဉ်နေ့တိုင်း၅လပိုင်းထဲမှာကျွန်တော်တို့ခရစ်ယာန်သင်းတော်တွေကမိခင်များနေ့ကိုကျင်းပကြလို့ဖြစ်ပါတယ်။နေ့စဉ်နေ့တိုင်းရဲ့၅လပိုင်းဒုတိယအပတ်တနင်္ဂနွေနေ့ဟာကဘာပေါ်မှာရှိတဲ့မိခင်များအားလုံးကိုဂုံပြုဖို့ရန်အတွက်တတ်မှတ်ထားတဲ့အပီပီဆိုင်ရာမိခင်များနေ့ဖြစ်ပါတယ်။ကဘာမိခင်များနေ့ပေါ့နော်။ ဒါကြောင့်ဒီကနေ့မှာတရားသီတနာဟောကြားခြင်းဆိုတာထက်ခရိယန်အသင်းတော်တွေပြုလုပ်နေကြဖြစ်တဲ့အပီပီဆိုင်ရာမိခင်များနေဘယ်လိုဖြစ်ပေါ်လာတာလဲသူရဲ့နောက်ခံ background တမိုင်းကိုနည်းနည်းလေးရှင်းပြပါမယ်မိခင်များနေလို့ပြောလိုက်တာနဲ့မိခင်များနေကတနိုင်ငံနဲ့တနိုင်ငံကျင်းပပုံမတူပါဘူးဒါပေမဲ့မေလာရဲ့ဒုတိယပတ်မှာကျင်းပတဲ့နိုင်ငံကတော့ကဘာပုံမှာအများဆုံးပေါ့နော်ဒါကြောင့်လဲသူ့ကိုအပီပီဆိုင်ရာမိခင်များနေလို့ခေါ်ဆိုထားတာပေါ့ဒါပေမဲ့ဒါပေမဲ့ တချို့တချို့တော့နိုင်ငံမှာကငါးလပိုင်းဒုတိယတနင်္ဂနွေနေ့မှာကျင်းပတာမဟုတ်ပါဘူး။သူတို့နိုင်ငံမှာသူတို့ရဲ့မိခင်များနေ့ဆိုတာရှိပါတယ်။ဥပမာမြန်မာနိုင်ငံမှာဆိုလို့ရှိရင်ခရီးရန်မဟုတ်တဲ့သူတွေပေါ့နော်။တချို့တချို့တော့ဘာသာခြားတချို့က1995ခုနှစ်ပြာတိုလှပြီမှာစာရေးစရာကြီးဥတုခဂျိုးပန်းတင်တွင်ခဲ့တဲ့မြမအမေများနေ့ကိုကျင်းပကြပါတယ်။ဒါကြောင့်ကျွန်တော်တို့ မြန်မာနိုင်ငံအစိုးရတတ်မှတ်ထားတဲ့အမေများနေ့ဟာတလပိုင်းမှာဖြစ်ပါတယ်တလပိုင်းရဲ့လပြည့်နေ့ဖြစ်ပါတယ်ဒါပေမဲ့တလပိုင်းရဲ့လပြည့်နေ့ကိုတတ်မှတ်ထားတဲ့ဆိုပေမဲ့မြန်မာနိုင်ငံမှာရှိနေကြတဲ့ international အသွေးအကြုံရှိတဲ့သူတွေအထူးတစ်ဖြစ်ခရီးယန်လူမျိုးတွေမြန်မာနိုင်ငံမှာရှိတဲ့သူတွေကတော့တလပိုင်းမှာအစိုးရတတ်မှတ်ထားတဲ့ဟာကိုလောက်တာမဟုတ်ပဲနဲ့ကျွန်တော်တို့ဒီ၅လပိုင်းဒုတိယတပတ်တင်းကနွေဖြစ်တဲ့ APP ဆိုင်ယာ international မိခင်များနေ့ကိုကျင်းပကြတာဖြစ်ပါတယ် ဒါပေမဲ့ဒီဒီမြန်မာနိုင်ငံမှာပဲလားဆိုမဟုတ်ဘူးနော်တချို့တချို့တော့နိုင်ငံမာတွေလည်းသူတို့ရဲ့ဖြစ်ပေါ်လာပုံနဲ့သူတို့ရဲ့ background နဲ့သူတို့ရဲ့တတ်မှတ်ထားတဲ့ရက်ကအခုကျွန်တော်တို့လုပ်နေတဲ့၅လပိုင်းဒုတိယအပတ်တင်းကနွေနဲ့လည်းမတူတာတွေရှိပါတယ်နော်တချို့ဆိုလို့ရှိရင်အဲ great great လူမျိုးတွေရဲ့နှက်ဖျားကနေစဉ်တက်လာတဲ့အဆူနောက်ခံ background တွေကအစရှိပါတယ် ဒါမဲ့ဒီကနေ့ကျွန်တော်တို့ပြုတ်လုံနေတဲ့၅လပိုင်းဒုတိယပတ်တနင်္ဂနွေကတော့ဘာနဲ့ဖျားနဲ့မှလည်းမဆိုင်ပါဘူး။ဒါကြောင့်အသင်းတော်ကနေပေါ်ပေါက်လာတဲ့မိခင်များနေဖြစ်ပါတယ်။ဒါကြောင့်ကဘာပေါ်မှာကဘာပေါ်မှာမိခင်များနေမတူညီတာတွေအများကြီးရှိပေမဲ့လည်းနိုင်ငံပေါင်း100လောက်နီးပါးကျင်းပတဲ့မိခင်များနေကအခုဒီကျွန်တော်တို့ကျင်းပနေတဲ့မေလဒုတိယပတ်၅လပိုင်းဒုတိယမြောက်တနင်္ဂနွေနေ့မှာကြာရောက်တဲ့မိခင်များနေဖြစ်ပါတယ်။ ဒါကိုပထမဦးဆုံးအတိပေးချင်ပါတယ်မဟုတ်ရင်တချို့တချို့တော့အ ਨੇ စုနိုင်ငံတွေက၅လပိုင်းဒုတိယပတ်မှာမဟုတ်ဘူးဆိုတော့ကျွန်တော်တို့တယောက်ကိုတယောက်နားလည်မှုလွဲနိုင်ပါတယ်တယောက်ကိုတယောက်မတူဘူးနော်ဥပမာမြန်မာပြည်မှာဆိုရင်အစိုးရတတ်မှတ်ထားတာတလပိုင်းရလပြည့်နေ့လေပြာတူလပြည့်နေ့ဒါပေမဲ့ဒီကနေ့ကျွန်တော်တို့ international ကိုလိုက်ပြီးတော့မှကျင်းပတဲ့သူကကျတော့၅လပိုင်းဒုတိယပတ်တနင်္ဂနွေအထူးသဖြင့်အသင်းတော်တွေဒီကနေ့ကျွန်တော်တို့ခရီးရန်အသင်းတော်တွေကျင်းပတာက ဒီငားလာပိုင်းဒုတိယပတ်တင်းကနွေမှာကြာရောက်တဲ့မိခင်များနေကိုလိုက်တာဖြစ်ပါတယ်။အဲ့မှာလှုပ်တာဖြစ်ပါတယ်။ဆိုတော့အဲ့ဒီမိခင်များနေရဲ့ဖြစ်ပေါ်လာပုံကိုအခုရှင်းပြမှာ။တခြားမိခင်များနေကိုရှင်းပြမှာမဟုတ်ဘူး။ကဘာပေါ်မှာအတုံးအများဆုံးတော့တတ်မှတ်မှုအများဆုံးခရိယန်တွေအများဆုံးလှုပ်တဲ့မိခင်များနေငားလာပိုင်းဒုတိယပတ်တင်းကနွေအဲ့ဒီမိခင်များနေဖြစ်ပေါ်လာပုံကိုနောက်ခံတမိုင်းနည်းနည်းရှင်းပြချင်ပါတယ်။လိုရင်းတူရှင်းလေးပေါ့နော်။ ။နောက်ခံတမိုင်းကိုရှင်းပြဖို့ရန်အတွက်ကျွန်တော်တို့ပထမအဦးဆုံးမပြော မဖြစ်တဲ့အမျိုးသမီးတစ်ယောက်ကဂျူလီယာဝတ်ဟိုးဖြစ်ပါ။ဂျူလီယာဝတ်ဟိုးဆိုတာကလေမိခင်များနေဖြစ်လာအောင်ကြိုးပမ်းခဲ့တဲ့ပထမအဦးဆုံးအမျိုးသမီးတစ်ယောက်ဖြစ်ပါတယ်။ကျွန်တော်တို့အခုပြောနေတဲ့အနာဂျာရီဆိုတဲ့အမျိုးသမီးမပေါ်လာခင်မှာပေါ့နော်။သူ့သူ့ရဲ့ခင်မရောက်ခင်ကတည်းက စာရေးဆရာမအင်မတန်နာမည်ကြီးတဲ့အမေရိကကစာရေးဆရာမဂျူလီယာဝက်ဟိုးဆိုတဲ့သူကမိခင်များနဲ့ဖြစ်လာဖို့ရန်အတွက်သူ့ရဲ့ကလောင်ဆွမ်းအားနဲ့ကြိုးစားခဲ့တယ်လို့ကျွန်တော်တို့တမိုင်းမှာလေ့လာရပါတယ်။ဇွန်လ၂ရက်နေ့ကိုမိခင်များနဲ့အဖြစ်သတ်မှတ်ခြင်းပပေးဖို့ရန်အတွက်1882ခုနှစ်ကတည်းကသူ့ရဲ့ကလောင်ဆွမ်းအားနဲ့ကြိုးပမ်းတယ်။အထူးသဖြင့်စစ်ပွဲမှာတိတ်ဆုံးခဲ့တဲ့သူတွေကိုရည်ရွယ်ပြီးမှစစ်ပွဲကိုအလိုမရှိစစ်ပွဲကိုမုန်းသီးဆန့်ကျင်ဖို့မိခင်တွေကိုနိုးစော်ခဲ့တဲ့သူဖြစ်ပါတယ်။ ဒါပေမဲ့သူ့ရဲ့ရေးသားချက်ကဟိုဘာလဲ international အဖြစ်နိုင်ငံတော်ရဲ့ဤခင်များနေ့အဖြစ်သတ်မှတ်ခံရခြင်းအဆင့်ထိမရောက်ခဲ့ဘူးလူတွေရဲ့နှလုံးသားထဲမှာတော့မိခင်များနေ့ရှိတဲ့နေဆိုတော့အသွေးကိုတော့ရောက်အောင်သူစာရေးမှဒီလိုမျိုးကြည့်ရခတ်နိုင်ခဲ့တယ်။နောက်ပိုင်းမှာအန်နာဂျာရီဆိုတဲ့အမျိုးသမီးတယောက်ရဲ့ဆက်ပြီးစ조사မှုကြောင့်မိခင်များနေ့ဆိုတာအမေရိကရဲ့မိခင်များနေ့ပြည်ဝင်ဖြစ်လာတယ် ီကနေစပြီးတော့မှတကဘာလုံးကိုပြည့်နှံ့သွားတယ်။ဆိုလိုချင်တာကမိခင်များနေကိုပထမဦးဆုံးအသွေးနဲ့ကြိုးပမ်းမှစာရေးတော့မှမိခင်များနေဖြစ်လာအောင်သွန်ပိုးခဲ့တဲ့သူကစာရေးဆရာမဂျူလီယာဝတ်ဟိုးဖြစ်ပါတယ်။ဒီတယောက်ကိုလည်းမေ့ထားလို့မရအောင်နော်။နပနဲ့ကျွန်တော်တို့အဓိကအဓိကအမျိုးသမီးတယောက်အကြောင်းပြောမယ်အဲ့ဒါကတော့အန်နာဂျာရီဆိုတဲ့သူကိုပြောကြည့်အောင်ဒါကတော့ကျွန်တော်တို့မိခင်များနေဖြစ်လာအောင်ကြိုးပမ်းခဲ့တဲ့အမျိုးသမီးဖြစ်ပါတယ်ဒီဖက်မှာနော်ဒီတယောက်ဒီတယောက် ဒီနေ့ကျွန်တော်တို့မိခင်များနဲ့လှုပ်နေတဲ့အဲ့ဒီရက်ကိုဖြစ်ပေါ်လာအောင်အဓိကကြိုးပမ်းခဲ့တဲ့သူတယောက်ကဒီတယောက်ဖြစ်ပါတယ်။အန်နာဂျာရီလို့ခေါ်ပါတယ်။အန်နာဂျာရီမှာသူဘာလို့မိခင်များနဲ့ဖြစ်ပေါ်လာအောင်လှုပ်ခဲ့တယ်လဲဆိုတော့သူ့အမေကြောင့်ဖြစ်ပါတယ်။ဟိုဘက်ကသူ့အမေဖြစ်တယ်။သူ့အမေနာမည်ကအန်ဂျာရီလို့ခေါ်တယ်။အန်ဂျာရီ။သူ့အမေကခရီးရန်အသင်းတော်မှာအမှုဆောင်တယောက်ဖြစ်တယ်။ခရီးရန်ချက်ကြောင်တစ်ခုမှာ Sunday School ဆရာမအဖြစ် 25နှစ်တိုင်တိုင် အမှုတော်ထမ်းဆောင်ခဲ့တဲ့သူဖြစ်တယ်။ဆိုလိုချင်တာကဒီအန်နာဂျာရီရဲ့အမေကလေအမှုတော်ဆောင်တယောက်ဖြစ်တယ်။အမှုဒီအန်နာဂျာရီရဲ့သူ့ရဲ့အဖေကလည်းအသင်းတော်မှာအမှုတော်ဆောင်တယောက်ဖြစ်ပါတယ်။ဆိုလိုချင်တာကအန်နာဂျာရီကိုယ်တိုင်က အမှုတော်ဆောင်မဟုတ်ပေမဲ့သူ့အဖိုးသူ့အမေအကုန်လုံးက အမှုတော်ဆောင်တွေပဲ။အသင်းတော်မှာအမှုတော်ဆောင်ခဲ့တဲ့သူတွေ။နော်။ဒါကြောင့်အန်နာရဲ့အမေဒီအန်ဂျာရီကလေ တစ်ချိန်လုံးကတစ်ချိန်လုံးကဖရာเจ้าတို့ခုမှာစစ်သားတွေတေဆုံးသွားတဲ့စစ်သားတွေကိုအောက်မေ့ရင်းနဲ့အဲ့ဒီစစ်သားတွေအကြောင်းပြောရင်းနဲ့ဆုတောင်းတဲ့ခါမှာဘယ်လိုဆုတောင်းခဲ့တယ်လဲဆိုတော့တစ်ချိန်ချိန်ကြာရင်တဲ့အမေများနေရှိဖို့ရန်အတွက်ညှော်လင့်ပါတယ်ဆိုမှဖရာသခင်စီမှာဆုတောင်းခဲ့တယ်1905ခုနှစ်မှာဒီအမေဖြစ်တဲ့မိခင်အန်ဂျာရီအသက်80နှစ်မှာဆုံးသွားခဲ့တယ်ဆုံးသွားခဲ့ပြီးတဲ့နောက်ပိုင်းမှာတမီးဖြစ်တဲ့ အန်နာဂျာရီကလေဒူဒီယာနှစ်မှာမိခင်ကိုအောက်မေ့တော့အနေနဲ့မိခင်ဆက်ကက်ခဲ့တဲ့အသင်းတော်မှာမိခင်ကိုအောက်မေ့တဲ့ဆုတောင်းပွဲလုပ်တယ်မိခင်ကိုအောက်မေ့တဲ့ဆုတောင်းပွဲလုပ်ရင်းနဲ့မိခင်ဖြစ်ချင်တဲ့အဲ့ဒီမိခင်များနေကိုကြိုးပမ်းဖို့ရန်အတွက်သူစတင်လာတယ်ဆိုတော့အဲ့ဒီအသင်းတော်မှာစယူမှာစီယုံတဲ့ တင်းတင်းတင်းအုပ်ဆရာတွေနဲ့တိုင်ပင်နေမိခင်များနဲ့ရှိဖို့ရန်အတွက်ကြိုးပမ်းရအောင်ဆိုမှအတူတကွကြိုးပမ်းတယ်နောက်ပြီးတော့မိခင်များနေ့ကိုတင်သွင်းဖို့ရန်အတွက်အဖွဲ့အစည်းတွေဖွဲ့တယ်အသင်းတော်မှာစပြီးတော့မှကျင်းပဖို့ရန်အတွက်တိုက်တွန်းတယ်စူးစမ်းရင်စူးစမ်းရင်နဲ့10နှစ်အကြာမှာ1934ခုနှစ်အမေရိကန်သမားရနော်အမေရိကန်သမားရဝဲဒေါ်ဝီစင်ဆိုတဲ့သူက1934ခုနှစ်မှာအမေရိကန်ရဲ့ အမေရိကရဲ့ဒီပါလေတရားဝင်မိခင်များနေဟာငါးလပိုင်းရဲ့ဒုတိယအပတ်တနင်္ဂနွေမှာတတ်မှတ်မယ်ဆိုမှအစည်းအဝေးထိုင်မှာအောက်လွတ်တော်ရောအထက်အထက်လွတ်တော်ရောညီသူညီမျှပါဖြစ်လေမဲပေးမှာဆုံးဖြတ်ဆုံးဖြတ်ခဲ့တာဆုံးဖြတ်ခဲ့တာအဲ့ဒီကနေစပြီးတော့မှမိခင်များနေဖြစ်လာတဲ့အမေရိကရဲ့တရားဝင်မိခင်များနေအမေရိကတရားဝင်မိခင်များနေဟာတခြားနိုင်ငံတွေကလည်းမိခင်များနေကိုတတ်မှတ်ခြင်းတဲ့အနေနဲ့မိခင်တွေကိုသူတို့လည်းပါဖြစ်လေ အအတိအမှပြုချင်တဲ့အတွေ့အကြုံတခြားနိုင်ငံတွေလည်းကောင်းတယ်ဆိုတဲ့အရာကိုတင်ယူကြတယ်တယောက်ပြီးတယောက်တင်ယူကြတယ်။အော်ဒီဟာကောင်းတာပဲမိခင်များနေရှိရမှာပဲငါတို့လူတိုင်းမှာလည်းမိခင်ရှိတာပဲအာခရိယံပဲဖြစ်ဖြစ်မယုံကြည်သူပဲဖြစ်ဖြစ်မိခင်ရဲ့မေတ္တာကိုတော့အားလုံးတီးကြတယ်ဆိုပြီးတော့မှဘာသာပေါင်းစုံက မိခင်မေတ္တာကိုတလုံးတဝထဲအမြင်သူခံယူချက်သူတဲ့အတွေ့အဲ့ဒီမိခင်များနေကပြည့်နှံ့လာတာဒီကနေ့ကျွန်တော်တို့ကဘာအနဲ့မြန်မာပြည်အထိပြည့်နှံ့လာတာဖြစ်ပါတယ် ဒါသူ့ရဲ့ဖြစ်ပေါ်လာဖို့အကျဉ်းကိုကျွန်တော်ပြောပြနေတာနောက်ဆုံးဒီအန်နာဂျာရီဆိုတဲ့သူကအိမ်ထောင်မပြုတ်ခဲ့ဘူးเนาะအိမ်ထောင်မပြုတ်ခဲ့ဘူးအာ single အနေနဲ့ပဲเนาะတယောက်တည်းနေခဲ့တာအာဒီ1948ခုနှစ်မှာပေါ့เนาะအန်နာဂျာရီဆုံးသွားခဲ့တယ်တည်သွားခဲ့တယ်အဲ့ဒီအန်နာဂျာရီဆုံးသွားတဲ့နေ့နှစ်မှာသူဂျိုးပန်းခဲ့တဲ့ မိခင်များနေကအဲ့ဒီချိန်မှာကမ္ဘာနိုင်ငံပေါင်း43နိုင်ငံက ငါးလပိုင်းဒုတိယပတ်တင်းကလေးနေမှာပြုလုပ်နေကြပြီဖြစ်ပါတယ်အဲ့ဒါကဒီအန်နာဂျာရီစုံတဲ့နေ့မှာနော်နိုင်ငံပေါင်း40ကျော်ကသူဂျိုးပန်းတင်သွင်းခဲ့တဲ့မိခင်များနေမှာမိခင်များနေအဖြစ်သတ်မှတ်ပြီးမှပြုလုပ်နေပြီဒါပေမဲ့ဆရာကိုယ်တိုင်ကအခုကာလမှာပေါ့နော်ဘယ်နှနိုင်ငံကဒီသူတင်သွင်းခဲ့တဲ့မိခင်များနေကိုလုပ်နေကြလဲဆိုတော့လေ့လာလိုက်တဲ့အခါမှာနိုင်ငံပေါင်း66နိုင်ငံရှိခဲ့ပါပြီနိုင်ငံပေါင်း100လောက်ရှိလာပြီနော် တနည်းအားဖြင့်ကဘာပေါ်မှာလေမိခင်များနဲ့အများဆုံးတတ်မှတ်ပြီးတော့မှပြူလို့တဲ့နေ့ကဒီအန်နာဂျာရီတင်သွင်းခဲ့တဲ့ဒီအမျိုးသမီးတင်သွင်းခဲ့တဲ့မိခင်များနဲ့အများဆုံးတတ်မှတ်ပြီးမှပြူလို့တာဖြစ်တယ်အဲ့ဒါကသူ့ရဲ့တမိုင်းတမိုင်းအချင်းကိုခြားပြသွားတာဖြစ်ပါတယ်